မင်္ဂလာပါရှင်ဘာမခက်တဲ့သတင်းဌာနရဲ့ထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ပထမအဦးဆုံးအနေနဲ့စင်ရဆိုမင်းအောင်လိုင်းနိုင်ငံရေးတေးပြီးအာဆီယံထိပ်သီးအစည်းအဝေးကြီးဆပါရောင်းမယ်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် အရှိတောင်အာရှတိုက်ကြီးကိုကိုးစားပြုပြီးအလဲချဥက္ကဋ္ဌမလေးရှားနိုင်ငံနဲ့ဂုံတရေရှိအာဆီယံခေါင်းဆောင်တွေကဒီထိပ်သီးညီလာခံမှာ၅နှစ်ကြာမြန်မာနိုင်ငံရေးဆုံးဖြတ်မှာဖြစ်ပါတယ်။မနေ့ကကျင်းပတဲ့အာဆီယံစည်းဝေးမှာ 5PC လို့အတူခေါ်တဲ့အများဆန္ဒ၅ချက်ကိုတခုမကျန်အကုန်လိုက်နာဆောင်ရွက်ရမယ်လို့အာဆီယံခေါင်းဆောင်တွေကထပ်တိုးတောင်းဆိုပါတယ်။၂၀၂၄ခုနှစ်အောက်တိုဘာလ9ရက်နေ့အလဲချဥက္ကဋ္ဌလာအိုနိုင်ငံ ဘီယန်ချင်းမြို့မှာကျင်းပမယ်35ကြိမ်မြောက်ထိပ်သီးအစည်းအဝေးပြီးမှမြန်မာနိုင်ငံရေးရာစီရင်ဆုံးဖြတ်ချက်မှာဂုံတီရှိအာဆီယံကောင်ဆောင်တွေကမြန်မာနိုင်ငံနိုင်ငံအကြက်တဲအတွက်မဲအောင်နိုင်ဘက်ကသူတို့အာဆီယံတရားဝင်ချမှတ်ထားတဲ့ 5PC ကိုတခုမကျန်အကုန်လိုက်နာဆောင်ရွက်ရမယ်လို့ 5PC စက္ကစုကိုအထူးတလဲသုံးပြီးအပြတ်ပြောပါတယ်။ အာဆီယံဆမ်မစ်အာဆီယံထိပ်သီးအစည်းအဝေးဆိုတာအရှိတောင်အာရှနိုင်ငံတော်အကြီးအကဲတွေတက်ရောက်ကြတဲ့အထင်ကရအခမ်းအနားဖြစ်ပါတယ်။အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူဒေါအောင်ဆန်းစုကြည်လူကိုယ်တိုင်တက်ရောက်တဲ့2020ခုနှစ်ကျတော့ကိုဗစ်ကပ်ရောဂါတွေနဲ့မလို့38ချိန်မြောက်ထိပ်သီးအစည်းအဝေးကိုအွန်လိုင်းနဲ့ကျင်းပခဲ့ပြီးမြန်မာနိုင်ငံတော်အစိုးရအကြီးအကဲဒေါအောင်ဆန်းစုကြည်ကိုယ်တိုင်တက်တဲ့35ချိန်မြောက်ထိပ်သီးအစည်းအဝေးပြီးအာဆီယံရဲ့မြန်မာနိုင်ငံ၏အဆုံးဖြတ်ပေါ် 2019ခုနှစ်နိုဝင်ဘာ3ရက် အာဆီယံအလဲကြောင့်ဥက္ကဋ္ဌထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့35ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုလူခိုရိုင်းအလဲနဲ့2020ခုနှစ်နိုဝင်ဘာ12ရက်အာဆီယံအလဲကြောင့်ဥက္ကဋ္ဌ BNN နိုင်ငံကကျင်းပတဲ့38ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုအွန်လိုင်းကနေမြန်မာနိုင်ငံတော်အကြီးအကဲဖြစ်သူနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တက်ရောက်တဲ့မှတ်တမ်းကိုတွဲတင်ပေးထားပါတယ်။အဲဒီလိုနဲ့2021ခုနှစ်ဖေဖော်ဝါရီလတရနေ့ မြန်မာနိုင်ငံမှာအာဏာလုဖို့အကြံနဲ့နိုင်ငံရေးအရပြန်မေးဆွဲခံရတော့မြန်မာနိုင်ငံဥရှောင်ဖြစ်သူဒေါအောင်ဆန်းစုကြည်ကအာဆီယံကကျင်းပတဲ့ထိပ်သီးအစည်းအဝေးတွေမတက်နိုင်တော့ပါဘူးအာဆီယံကိုယ်တိုင်နဲ့ကုလသမဂ္ဂအတိမဲ့ပြုတဲ့မြန်မာနိုင်ငံတော်ရဲ့အစိုးရအကြီးအကဲဖြစ်သူဒေါအောင်ဆန်းစုကြည်ပြန်လွတ်ဖို့တရားခံမင်းအောင်လှိုင်ကို အတီလင်းတောင်းဆိုတဲ့အဲ့ဒီနေ့က2020ခုနှစ်အေဘီလ24ရက် အာဆီယံခေါင်းဆောင်တွေမင်းအောင်လှိုင်ကိုအင်ဒိုနီးရှားနိုင်ငံမြို့တော်ဂျကာတာမှာရှိတဲ့အာဆီယံအတွင်းမှုချုပ်ရုံးမှာခေါ်တွေ့ပါတယ်။စင်ကာပူဝန်ကြီးချုပ်မစ္စတာလီရှန်လွန်ကိုယ်တိုင်ဖမ်းချုပ်ထားတဲ့ဒေါအောင်ဆန်းစုကြည်ကိုလွတ်ဖို့မင်းအောင်လှိုင်ကိုအတိလင်းတောင်းဆိုခဲ့တဲ့အဲဒီကနေ 5PC ထွက်လာတဲ့နိုင်ငံရေးပြန်ပြီးဆွေးမှုနဲ့အာနာလူကျန်းစီမှုနောက်ရက်80အကြာဩဂတ်ဘရူနိုင်းဂျင်ညာချက်မှာ ပထမဆုံးအကြံဖတ်မှုတွေရပ်တန့်ဖို့အဲ့ဒီနောက်သက်ဆိုင်သူအလုံးဆွေးနွေးဖို့အာဆီယံဘက်ကအတည်လင်းတောင်းဆိုတယ်။အဲ့ဒီကနေကအများဆန္ဒ၅ချက် 5PC ကိုနာခံဖို့မြန်အောင်လိုင်းကိုတောက်လျှောက်တောင်းဆိုခဲ့တဲ့နိုင်ငံတကာအခင်းချင်းမှာကိစ္စဝိစာဆိုတာတရားစီရင်ဆိုင်ရာ အမှုရဲတွေဖြစ်တဲ့အဲ့ဒီအရေးကိစ္စနဲ့ပတ်သက်ပြီးအဖွဲ့အစည်းတွေ ဆုံးဖြတ်ချက်တွေကိုဘင်းတင်လို့ခေါ်တဲ့တရားရေးရပြောရင်အပြီးပြည့်စင်ချက် ပြင်းလို့ပြောင်းလို့မရဘူးဖျောက်ဖျက်လို့မရဘူးလိုက်နာဆောင်ရွက်ခြင်းလှုပ်ဆောင်ခြင်းအထိအသက်ဝင်နေမယ်အဲဒါကြောင့်မို့2024ခုနှစ်ဒီဇင်ဘာ20ရက်ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာမြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးကိုအထူးတလဲတွေ့ကြတဲ့အခါအာဆီယံရဲ့ပူရဲတူထောင်သူဖြစ်သလိုဥဆောင်သူလည်းဖြစ်တဲ့စင်ကာပူနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးမစ္စတာဒေါက်တာဗီဗီယန်ဗာလက်ခရန်ရှန်ကိုရိုင်းမြန်မာနိုင်ငံရေးအတွက်အခင်အားဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့လူသီးရှင်ကြားထပ်ပြီးတောင်းဆိုခဲ့တဲ့အာဆီယံအဖွဲ့အစည်းတစ်ခုလုံးရဲ့ကုန်ဆောင်ဖြစ်တဲ့ 5PC ထွက်တာကဘာကြောင့်လဲ 2020ခုနှစ်ဖေဖော်ဝါရီလတရက်ကဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ရွှေကောက်ခင်ဆိုရစီကအာနာကိုလူရက်ဖို့အကြံစီနဲ့နိုင်ငံတော်ကိုတစ်ဆာဖောက်ဖျက်ပုံကံနဲ့လူသားမျိုးနွယ်ဆိုင်ရာစေရာဇောကောင်းကြီးမင်းအောင်လိုင်းလက်အောင်မြန်မာစစ်တပ်ကကဘာမြေကို တုံ့လုံစေခဲ့တဲ့နိုင်ငံရေးရပြန်ပြီးဆွဲတဲ့ရာဇဝမှုကြောင့်ဖြစ်တဲ့နိုင်ငံရေးရပြန်ပြီးဆွဲခဲ့တဲ့ရာဇဝမှုကြောင့်ဖြစ်ပါတယ်။ မဆေယုတ်စု၏အတူရောင်ရွေးကောက်ပွဲကိုအာဆီယံကပြပြတသားပေးချရန်ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းကတောင်းဆိုတိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာကျန်းဖက်ဆေးအုပ်စု၏အထူးရောင်ရွှေကောက်ဘဲကိုအာဆီယံကပြည်ပြတ်တသားပင်ချရန်ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းကပူရဲကြေညာချက်တစ်ခုပါဝင်တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းကမလေးရှားနိုင်ငံနိုင်ငံသားဝန်ကြီးဟောင်းနဲ့လက်ရှိမလေးရှားအောက်လွတ်တော်မဲဒိုတိုဆရီဆက်ဖိုတန်နဲ့ထိုင်းနိုင်ငံနိုင်ငံသားဝန်ကြီးဟောင်းမြန်မာနိုင်ငံဆိုင်ရာအထူးကျန်းဖက်ကောင်စီမှကုလသမဂ္ဂကိုယ်စားလှယ်ဟောင်း၃ဦးနဲ့တူအာဆီယံသို့မြန်မာအရေးအတွက်အရင်းယူဆောင်ရွက်ရန်တောင်းဆိုသည့် ဘူးရဲကြီးညာချက်မှာလက်မှတ်ထိုးပါဝင်လာကြောင်းအာဆီယံကမြန်မာနိုင်ငံ၏အကြက်တဲကိုဖြည့်ဆင်းရန်၄နှစ်ကျော်ကြာပြတ်ကွက်ခဲ့ပြီးနောက်မြမအရင်အရေးယူဆောင်ရွက်ရန်စုပေါင်းတောင်းဆိုကြခြင်းဖြစ်ကြောင်းသိရပါသည်ဖိလစ်ပိုင်နိုင်ငံ၏အထက်လွှတ်တော်မတ်ဟောင်းနှင့်လက်ရှိအောက်လွှတ်တော်မတ်တဦးဖြစ်သူကလည်းဖိလစ်ပိုင်နိုင်ငံ၏အလေးစားအဆုံးသောလူခွင့်ရေးလှုပ်ရှားသူတဦးဖြစ်ပြီးမြမပြည်သူများကိုထောက်ခံသည့်ထင်ရှားသောဒေတာရင်းထုတ်ဖော်မှုပြုသူလည်းဖြစ်ပါသည်ဖိလစ်ပိုင်နိုင်ငံကမလေးရှားနိုင်ငံထံမှအာဆီယံဥက္ကဋ္ဌတာဝန်ကိုယခုနှစ်ကုန်မှလွှဲပြောင်းယူရန်ပြင်ဆင် ေချိန်မှာသူမကပူရဲဂျင်ညာချက်မှာပါဝင်လာခြင်းမှာအလွန်အရေးကြီးသောအခိန်အလွန်ရေးကြီးတဲ့အချိန်မှာထွက်ပေါ်လာခြင်းဖြစ်ပါတယ်မလေးရှားနိုင်ငံသားဝင်ကြီးဟောင်းကလည်းအာဆီယံနေဖြင့်မြန်မာပြည်သူများနဲ့တူရက်တည်းရဲ့ပြင်းပြင်းထန်ထန်တိုက်တွန်းလျက်ရှိပါတယ် အာဆီယံအနေနဲ့စေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်ကြအောင်အဲ့ဒီရွေးကောက်ပွဲမှာဘယ်လိုမှပါဝင်ပတ်သက်မှာမဟုတ်ကြောင်းနဲ့ရလက်ကိုလည်းပင်ချမှာဖြစ်ကြောင်းလုံးဝရှင်းလင်းပြတ်သားစွာပြောကြားတဲ့နဲ့အာဆီယံမှာဒီလမှာကျင်းပမယ်58ကြိမ်မြောက်အာဆီယံထိပ်သီးစည်းဝေးကိုခွင့်ကောင်းယူပြီးမြန်မာနိုင်ငံအတွက်မဟာဗျူဟာတဲ့တစ်ခုကိုချမှတ်ရမယ်။အဲ့ဒီမဟာဗျူဟာမှာရှင်းလင်းတဲ့နောက်ဆုံးပန်းတိုင်တစ်ခုရှိရမယ်။အဲ့ဒါဟာပြည်သူတွေမျှော်မှန်းထားသလိုဒီမိုကရေစီနှိကြပြီးရေရှည်တည်တံ့ကအလုံးအကျုံးဝင်ပါဝင်နိုင်တဲ့ချင်းကမှုဖြစ်တဲ့ပြည်သူ ူတွေကနိုင်နေပြီးစေအုပ်စုကရှုံးနေပါတယ်ဟုမလေးရှားနိုင်ငံသားဝင်ကြီးဟောင်းကပြောကြားပါတယ်။ စေယုတ်စုသည်ရွေးကောက်ပွဲမတိုင်မီခုခံဒေါ်လာရေးတက်ဖွဲ့များထံဆုံးရှုံးခဲ့ရသောနေမြေများကိုပြန်လည်သိမ်းပိုက်ရန်ကြိုးပမ်းနေစဉ်ကလေးတငယ်များအပါအဝင်ရှက်သားများကိုပြစ်မှတ်ထားတပ်ဖြတ်မှုများပုံမှုလုံဆောင်လာနေကြောင်းအဆိုပါကြေညာချက်မှထောက်ပြထားကြောင်းသိရပါသည်မလေးရှားနိုင်ငံသားဝင်ကြီးကပြီးခဲ့တဲ့အပတ်မှာမြန်မာနိုင်ငံ၏ရွေးကောက်ပွဲများယုံကြည်လက်ခံနိုင်ပွဲရှိစေရန်လွတ်လပ်မြတ်သာပွင့်လင်းမြင်သာပြီးယုံကြည်စိတ်ချသောလုပ်ငန်းရှင်များ၏အခြေခံမှုများနှင့်ညီကျင်းပါအမည်ဖြစ်ပြီးနိုင်ငံတော်ဝန်လုံးတွင်နိုင်ငံ၏ပါတီများနှင့်သက်ဆိုင် ူအလုံးပါဝင်ရမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။စေအုပ်စု၏အတွေ့အော်ရွေးကောက်ပွဲအစည်းအဝေးသည်ဤအနေဆုံးဆန်နှုံးများနှင့်တခုမှမပြည့်မီဟုထောက်ပြထားပါသည်။အကြံဖက်မြန်မာစေအုပ်စု၏ရွေးကောက်ပွဲကိုဒီဇင်ဘာလ28ရက်မှစတင်ရန်စီစဉ်ထားရာအာဆီယံ၏48ချိန်မြောက်ထိပ်သီးအစည်းအဝေးကမြမရေအတွက်အာဆီယံအတွက်ရေးယူဆောင်ရွက်ရန်နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်းသိရပါသည်။ ဖိလစ်ပိုင်တို့ဟာအာဆီယံအထူးကိုယ်စားလှယ်ပံ့ပိုးမှုဖြင့်အဆိုပါအခွင့်အရေးကိုရယူကာမြန်မာနိုင်ငံဆိုင်ရာမူဝါဒတည်တရက်ကိုဥဆောင်ချမှတ်ရမည်ဖြစ်ပြီးအဆိုပါမူဝါဒတည်မှာအာဆီယံ၏တောင်းဆိုချက်များပံ့ဝင်ရမည်ဖြစ်ကြောင်းပူးရဲကြေညာချက်ကထောက်ပြထားပါသည်။အာဆီယံ၏ဖြင့်မြန်မာအရေးအတွက်တန်တမန်ရေးရာဂျိုးပန်းမှုများကိုအရှိန်ဟုန်မြင့်တင်ရလိုအပ်ကြောင်းပထမဦးစွာအထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုများပါဝင်တိုက်ခိုက်မှုအလုံးကိုချက်ချင်းရစေရမည်ဖြစ်ပြီးဒုတိယအနေဖြင့်နိုင်ငံ၏အကျဉ်းသားအလုံးကိုချက်ချင်းလွှတ်ပေးရမည်ဖြစ်ကြောင်း ထို့အပြင်တနိုင်ငံလုံးအပြစ်ခတ်ရစေရေးအပြစ်ခတ်ရစေရေးနဲ့အာဆီယံ၏ကုလသမဂ္ဂလုံခြုံရေးကောင်စီကထောက်ခံရမည်ဖြစ်ပြီးနိုင်ငံတကာလေးလာသူများကစောင့်ကြည့်ရမည်ဖြစ်ကြောင်းပူးရဲကြေညာချက်ကအကြံပြုထားပါသည်ထို့အပြင်မြမရေးအတွက်အဓိကသက်ဆိုင်သူအလုံးနှင့်ပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့ရမည်ဖြစ်ကြောင်းထို့အဓိကသက်ဆိုင်သူများတွင်အမျိုးသားညီညွတ်ရေးဆိုရာ NUG အမျိုးသားညီညွတ်ရေးအတိုင်းအမြန်ကောင်စီ NUCC ပြည်အောင်စုလွတ်တော်ကုစားပြုကော်မတီ CRPH တိုင်းဒေသလက်နက်ကိုင်တွန်လိုင်းရေးဖွဲ့စည်းများ EOS PDS အတိုင်းအမြန်ကန်ကောင်စီများဖက်ဒရယ်ယူနစ်များမြန်မာနိုင်ငံမှထွက်ခွာသွားရန်ပြားပေးခံခဲ့ရသူများအပါအဝင်လူနေစုတိုင်းဝိုင်းများအရက်ဘက်လူ့အဖွဲ့အစည်းများအပြင်အင်းကြီးချင်းနိုင်ငံများကုလသမဂ္ဂအေဂျင်စီများအစရှိသူတို့ပါဝင်ရန်အကြံပြုထားပါတယ်။မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သောနိုင်ငံတကာရာဇဝတ်မှုများအတွက်တာဝန်ယူတာဝန်ခံရှိစေရန်ပံ့ပိုးရမည်ဖြစ်ပြီး တရားမျှတမှုရရှိရေးအတွက်နိုင်ငံတကာနှင့်ပြည်တွင်းတရားရုံးများအထူးခုံရုံးများနှင့်ကမ္ဘာနေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်ရာကျင့်သုံးသည့်စနစ်များအပါဝင်တာဝန်ယူကျင့်သုံးသည့်တရားရုံးများအပါဝင်တာဝန်ယူတာဝန်ခံမှုဆိုင်ရာရန်ရအားလုံးနှင့်ပူးပေါင်းဆောင်ရွက်ရမည်နိုင်ငံတကာရာဇဝတ်မှုများနှင့်ကြီးလေသောမတရားပြုကျင့်မှုများအတွက်လူငင်းချမ်းသာခွင့်လုံးဝမရှိစေရကြောင်းပြည်ထောင်မှကင်းလွတ်နေသည့်တန်တရားကိုအဆုံးသတ်ရမည်ဖြစ်ကြောင်းအာဆီယံသို့ဝင်ကြီးဟောင်းများနှင့်ကုလသမဂ္ဂတန်အမတ်ဟောင်းများကအကြံပြုထားကြောင်းသိရှိရ Maori.